တရားလုံးမဲ့မင်္ဂလာပါဗျနော်အားလုံးမဲ့မင်္ဂလာပါလားကျွန်တော်လားပြီးကြတရက်ကျနေလောက်ကလူရင်းတူရှင်းလေးပြောလိုက်တာပေါ့နော်ကျွန်တော်ရဲ့အဖွဲ့ဝင်တော်တော်များများကကိုဟုတ်ပါမလားလို့မိတဲ့မိခွန်းညီများတယ်ဗျနော်ဘရိတ်ရှစ်ဘရိတ်ဘရိတ်ကူရှစ်တကူအိုက်ကနန်သုံးလုံးညီသူရဲ့နောက်နေကိုလိုက်ထွက်ဘရိတ်တဘရိတ်သုံးဘရိတ်သုံးတစ်သုံးသုံးအိုက်ကနန်သုံးလုံးညီသူရဲ့နောက်နေကိုလိုက်ထွက် ပရိချက်ပရိရှိပရိကွန်၆၈ကွန်အိုက်ကနန်သုံးလုံးဒီသူရဲ့နောက်နေကိုလိုက်အထွက်လဲပြောက်သွားလားဒီမှာထူးထူးခြားခြားပရိငါပရိငါပရိငါငါးသုံးလုံးဒီတဲ့သူရဲ့နောက်နေကိုလိုက်အထွက်ဆိုတော့ဒီငါးသုံးလုံးကမထွက်ဘူးလို့ပြောတယ်ဗျာတဲ့ဟုတ်ဗျာတော်လည်းမသိဘူးလို့အဲ့လိုတော့သူကလည်းတကယ်မသိလို့မသိပြောတော့ပါနော်ဒါအမှန်တမ်းပြောတာပါမထွက်ဘူးထွက်တယ်ဆိုတော့တော်လည်းပြောရဘူးပါနော်တကယ်လို့ ထွက်ခဲ့ရင်6ကြိမ်မဲ့ကျန်တော့ဒီကြိမ်မှပတ်စံ1000မဲ့သုံး6ကြိမ်မှ6000ငွေ6000မဲ့ကုန်မယ်နော်ကျွန်တော်လပိတ်တစ်ခါထိုင်ရုံပဲရှိတယ်နော်လပိတ်စံတစ်ခါထိုင်ရုံပဲရှိတယ်အဲ့ဒီမှာကျွန်တော်ကလည်းလူရင်းတူရှင်ပဲပြောလိုက်တာပေါ့နော်ဂါဂနန္ဒဖရီကိုထောက်မပြောလိုက်မပြောလိုက်ရပေါ့နော်အချင်းလည်းမရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်ထဲမှာပေါ့နော်ဒီဖြစ်စဉ်ကပရမတ်ဒီကိုတစ်ရှစ်ထွက်တယ် ွက်လာတဲ့ဖြစ်စဉ်တွေထိတ်ချုပ်ထားတာအင်မတန်ကောင်းတယ်ထိတ်စီးအလဲနောက်ပိတ်သုံးမျိုးလုံးကိုထိတ်ချုပ်ထားတဲ့ဖြစ်စဉ်နောက်တစ်ခါဒီမှာ3 3တက်လို့ထွက်လာတဲ့အချိန်ခါမှာထိတ်ချုပ်ထားတဲ့ထိတ်စီးအလဲနောက်ပိတ်ဖြစ်စဉ်ထွက်လာတဲ့ဖြစ်စဉ်မှာဝင်လာတဲ့ကဏ္ဍပေါ့ကအိုက်ကောင်းတယ်ဒီ6 6 6ခုမှာလည်းဒီတိုင်းပဲထိတ်စီးဝင်ရမယ်မတ်သက်အလဲဝင်မယ်မတ်သက်နောက်ပိတ်ဝင်မယ်မတ်သက်အရင်ကောင်းတယ်အဲ့ဒီ၅3လုံးကထူးထူးဆန်းဆန်းအဲ့ဒီဖြစ်စဉ်မျိုးနဲ့ထိတ်ချုပ်လို့ရတဲ့အချိန်တစ်ချိန်ကိုသွားတွေ့တာဒါကြောင့်မလို့ကျွန်တော်က ျွန်တော်မိတ်ဆွေရင်းချရင်ပေါ့နော်ကျွန်တော်လိုက်ပြီးအများအားအပိတဲ့ပေးသက်တည်းထွက်လာခဲ့မယ်ဆိုရပါစီဆိုရစိတ်နဲ့ကျွန်တော်ကထိုးကျင်ထိုးပေါ်လို့ပြောလိုက်တာနော်အဲ့တော့ကျွန်တော်လိုရင်းတူရှင်းမယ်ခါတိုင်းလိုကာကနနာတိကျရှင်းမပြလိုက်ရဘူးပေါ့နော်ငါးသုံးလုံးဆိုရင်လူတိုင်းသိစိတ်မှာတကယ်တမ်းတော့သူ့ frame နဲ့သူလမ်းကျော်ရှိပါလိမ့်ပေါ့နော်ရှိပါလိမ့်ပြအဲ့ဒါဘယ်ရလာလဲဆိုတော့နှစ်ပိတ်မှာပေါ့နော်နှစ်ပိတ်မှာ break ကို break 1 break 3ည9 3ညဆို break 3ခုပေါင်းရင်10လို့ဒီမှာပထမ sub ဖြစ်တယ် ဖြစ်ပြီးတော့နောက်တစ်ခါဒီမှာ break ၃ညာ break 2 break 1ဒုတိယတစ်ချိန်ထပ်ဖြစ်တယ်အဲ့ဒီဖြစ်စဉ်တိုင်းမှာတတိယတစ်ချိန် break ၃ညာ break 4 break ၃ညာ break 6 break 4ဆိုဖြစ်တယ် break ၃ခုပေါင်းရင်30 store မြောက်ဖြစ်စဉ်လည်းတန်းဖြစ်တယ် break 6 break 3 break 1အဲ့တော့ break ၃ခုပေါင်းရင်30တစ်ချက် break ၃ခုပေါင်းရင်30နှစ်ချက် break ၃ခုပေါင်းရင်30သုံးချက် break ၃ခုပေါင်းရင်30အောက်မှာတောင်၄ချက်တိတိအတိအကျဖြစ်ပြီးခြားတယ် အဲ့လိုပရိသတ်ဥပေါင်းရင်30လို့ဖြစ်ပြီးမှနောက်ပိတ်ရှင်လုံးပေါင်း6 9နောက်ပိတ်ရှင်လုံးပေါင်း6 9နောက်ပိတ်ရှင်လုံးပေါင်း6ဆိုရရိုက်ချက်နဲ့တန့်ပြတ်ထားတာတင်အောင်တင်ပါပဲ5 3လို့တချို့ကမထွက်ဘူးပြောတယ်ကျွန်တော်အမြင်ပြောတာနော်ချဲ့မှမထွက်ဘူးဆိုတာမရှိပါဘူးမထွက်သေးတာပဲရှိတယ်ချဲ့မှမထွက်သေးတာပဲရှိရပါမထွက်ဘူးဆိုတာမရှိပါဘူးကျွန်တော်အမြင်ပြောတာနော် ကျွန်တော်အဲ့လိုမျိုးစနစ်တင်နေကျွန်တော်ကံကောင်းခဲ့ဘူးလေ2008ခုနှစ်ထဲမှာ311ဆိုတဲ့ကနေကလင်ဒါတစ်ချက်လုံးပြန်ရှာကြည့်ဒီကြိမ်မှမထွက်ဘူးနောက်ထပ်လည်းထပ်ထွက်မလာဘူးပတ်လဲကိုထွက်မလာတာဒီကြိမ်မှာကျွန်တော် organic ပေါ့ဘူးပဲကျွန်တော်ကံတရားစီအဲ့လိုကောင်းခဲ့ဘူးတွင်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ကတော့ယုံကြည်လိုက်နေပါတယ်ထိုးနေတယ်ဒါမိတ်ဆွေများကိုယ်တိုင်ဆုံးဖြတ်ပါစဉ်းစားပါတော့ဒါတွေက9-3လုံးဖြစ်သွားတဲ့အတွက်လူစိတ်ဝင်စားမှုနည်းတာပါတကယ်တမ်းမှာဒီနေရာမှာ9-3လုံးမဟုတ်ခဲ့တခြားကနန်းဆိုရင်လူတိုင်းစိတ်ဝင်စားလာပါလိမ့် တော့ဒီຢာလေးကိုကျွန်တော်တို့ခေါင်းစည်းလေးကိုပဲဖြတ်ပြီးပြောလိုက်တော့ foreign စီးကြောကိုမပြောတော့တော်တော်များများကနားဟိုသိပ်ပြီးတော့ကာကနာနာမသိရဘူး။ဟောတကယ်တမ်းကျတော့နှစ်ပိတ်မှာပြိသုံးကပေါင်းချင်း10ချက်ပြိသုံးကပေါင်းချင်း12ချက်ပြိသုံးကပေါင်းချင်း13ချက်ပြိသုံးကပေါင်းချင်း14ချက်အတိအကျရိုက်ကြတာ။အဲ့လိုပြိသုံးကပေါင်း10လို့ရိုက်တဲ့နှစ်နှစ်ဥပရိပေါင်းချင်းရက်လက်ကနန်း3လုံးဒီသူရဲ့နောက်နေကိုလိုက်ထွက်တာ။နှစ်ဥပရိ3 3ပြိပေါင်းချင်းရက်လက်ကနန်း3လုံးကသူ့ရဲ့နောက်နေကိုလိုက်ထွက်တာပါ။အဲ့လိုပဲနှစ်ဥမှာဒီမှာ break 6 break 8 break 9 ထိုက်ကနန်းပေါင်းကျင်ရက်လက်ဒီကနန်းနံပါတ်တွေကသူ့ရဲ့နောက်နေကိုလိုက်ထွက်တာပရိင္ငါပရိင္ငါပရိင္ငါတစ်ထောင်းမှတစ်ကွက်ထဲထွက်တယ်6ကြိမ်ပဲပြန်တော့တယ်ထွက်လာရင်ရစီခြင်းလို့ကျွန်တော်ကတည်တည်ချာချာပြောလိုက်တာဒီလိုကာကနာနာတော့ကျွန်တော်ရှင်းမပြလိုက်ဘူးပေါ့နော်အဲ့တော့ရှင်းမပြတော့အဖောက်ဝင်နေရမစားအာဟုတ်ပါမလားဒါမျိုးတန်တရားကြီးပြောကြတာပေါ့နော်စိတ်ဝင်စားမှလိုက်သုံးပါစိတ်ဝင်စားရင်လိုက်မသုံးပါနဲ့ကျွန်တော်ဒီအဲ့ဒီ၅သုံးလုံးကိုကျန်တဲ့6ကြိမ်ပဲမှာတစ်ကြိမ်အတိအကျ organize ဖြစ်သစားဖို့ဆုံးဖြတ်ထားပါတယ်ပေါ့နော် ော်ကျွန်တော်ပြောခဲ့ပြီဒီကနေ့သုံးလုံးပေါင်းရရလက်ဒီနေရာမှာထွက်တဲ့အချိန်ကမှတိတ်စီအလဲနောက်ပဲသူ့ဖြစ်စင်တိုင်းချော့မယ်ချုပ်ွက်နှစ်ချင်းလာမယ်ဆိုကြသူရှိရအထောက်အကုန်လုံးအပြည့်စုံသုံးခုလုံးကွက်တီတူတာအဲ့တူတဲ့အချိန်မှာဟဲ့ငါးသုံးလုံးဆိုရကနေ့သုံးလုံးကနေ့တစ်ခုတည်းငါးသုံးလုံးကိုအဲ့ဒီဖြစ်စင်မျိုးကွက်တီအတိအကျလိုက်တူထားတာဒီချိန်ကအဲ့တော့ဒါကတိုက်ဆိုင်မှုလို့ဆိုကျွန်တော်မထင်ဘူးပေါ့နော်ဒါကျွန်တော်အမြင်ကိုပြောပြတာအစိတ်ဝင်စားအောင်ပြောလိုက်လို့ပါစိတ်ဝင်စားအောင်ပြောပြမယ်ဒီဖွင့်ရနေပြီပါနော်ကျွန်တော်အသေးစိတ်ရှင်းပြပြ ဒါမျိုးကြတော့အခုကျွန်တော်ဆက်ပြောမယ့်ဟာမျိုးကြတော့ထူသားအကြိုက်ဖြစ်သွားတယ်ခုနကျွန်တော်ပြောတဲ့၅၃လုံးကဒိုင်ဘက်ကအကြိုက်ဖြစ်နေတာထူသားကထူသားအကြိုက်ကိုပြောမှပဲစိတ်ဝင်စားတယ်ပရိသတ်ကဘောင်ကြီး30လို့တန်းရင်တဲ့သူ့ရဲ့နောက်နေတဲ့မှာတဲ့ဘူဘရိတ်တကြီးကြီး30နှစ်ခတ်ခွန်တစီနောက်လုံးပေါင်းသုံးတဲ့တကြီးမပြတ်မကွက်ထွက်တယ်တဲ့ခွန်တစီနောက်လုံးပေါင်းသုံးတဲ့ခွန်တစ်နှစ်လို့ထွက်တယ်ဒုတိယဟာဒီမှာပရိသတ်ကဘောင်ကြီး30လို့ထပ်ပြီးတော့တန်းတယ်တန်းပြီးသူ့ရဲ့နောက်နေမှာ30နှစ်ခတ်ခွန်တစီပုံတင်နောက်လုံးပေါင်းသုံးတဲ့ဘူဘရိတ်ဆိုထွက်တယ် တက်ရီကပရိသုံးငုံရင်တဆယ်လို့တမ်းမြန်ပြီအဲ့လိုတမ်းရင်သူ့ရဲ့နောက်နေထဲမှာတဆယ်ရက်နဲ့ခွန်ထိပ်စီးပုံပြီးနဲ့နောက်လုံးပေါင်းသုံးတဲ့ဘူဘရိတ်ဆိုတာထွက်တယ်ကက်ဒီမှာစတုတ္တမြောက်တမ်းပြီအဲ့ဒီအတွက်ကျွန်တော်အဖို့ဝင်နေဆိုပြီးဆက်နေကြရင်အဲ့မသက်လာမယ်ဆိုကျွန်တော်တို့စိတ်မြင်နေပြီးလိုက်ထားတာခွန်ထိပ်စီးပုံသေးနောက်လုံးပေါင်းသုံးပုံသေးနဲ့ဘူဘရိတ်ဘာကြောင့်ကျွန်တော်ဆက်နေကြရင်အတွင်းလို့အသက်တန်လိုက်လဲဆိုအရှင်းပြပေးမယ်နော် ိတ်သုံးကဘောညာ30လို့ရိုက်ပြီးကွန်တက်စီပုံတင်နဲ့ဘူဘရိတ်ထွက်တဲ့အချိန်ကမှအဲ့ဒီကွန်တက်စီသူ့ရှေ့နှိတ်ကဟိုက်နောက်တွဲနှလုံးနဲ့အောက်ကနောက်ပိတ်ဒီသုံးလုံးကိုခွန်လို့ဖြစ်တဲ့ပြီးမှကွန်တက်စီပုံတင်နဲ့ဘူဘရိတ်ရိုက်တယ်ဒီမှာလည်းပိတ်သုံးကဘောညာ30လို့တန်းပြီးသူ့ရဲ့နောက်နေထဲမှာဒီလိုသုံးလုံးပေါင်းရင်ခွန်လို့ပုံတင်ဖြစ်တဲ့နေရာကဘေးမှာပဲကွန်တက်စီပုံတင်နဲ့နောက်လုံးပေါင်းသုံးနဲ့ဘူဘရိတ်စုလိုက်တာတတိယဒီမှာပိတ်သုံးကဘောညာ30လို့တန်းပြီးတန်းတယ်လို့သူ့ရဲ့နောက်နေထဲမှာ ဒီသုံးလုံးဒီပုံစံခွန်ဖြစ်တဲ့နေရာဒီနေရာမှာခွန်ထိပ်စီးပုံစံနဲ့နောင်လုံးပေါင်းသုံးတဲ့ဘူပရိတ်ဆိုထွက်တာအဲ့ဒါမျိုးဖြစ်စင်သည်တုတ်တက်ကဒီမှာဘီသုံးပုံစံ၁၀လောက်တန်းပြီးသွားပြီအဲ့လိုတန်းတဲ့အတွက်သူရဲ့နောက်နေ့ဆက်မှာအဲ့ဒါမျိုးဖြစ်စင်ကိုလိုက်ထုတ်ဖို့ကကျွန်တော်တင်းထုတ်ရမယ်အချိန်ဒီဒီလိုသုံးလုံးပေါင်းချင်းခွန်ဒီလိုသုံးလုံးပေါင်းချင်းခွန်ဒီလိုသုံးလုံးပေါင်းချင်းခွန်လို့ဖြစ်တဲ့နေရာတိုင်းကိုလိုက်ထုတ်ရမှာတင်းထုတ်ရမှာပေါ့နော်ဒီမှာဆို၉၅၃ဒီဘွဲလိုမျိုးမှာကျွန်တော်တို့ကစားခဲ့ပြီ ီမှာခွန်လို့ပထမဆုံးတစ်ကြိမ်ဖြစ်ပြီဒီမှာ3 3 6မဖြစ်ဘူးဒီမှာ2 6တက်မဖြစ်ဘူးဒီမှာ8 8 8ဒီနေရာမှာတစ်ကြိမ်ဖြစ်ပြီဒီမှာလည်းကစားခဲ့ပြီးပြီဒီမှာ9 6 6မဖြစ်သေးဘူးဒီနေရာမှာ8 6 3ညခွန်ဒီနေရာမှာလည်းဒါမျိုးကစားကိုလိုက်ကစားခဲ့ပြီးပြီဟုတ်ပြီနော်ကစားခဲ့ပြီးပြီဒီမှာ2မဖြစ်ဘူးဒီမှာ6မဖြစ်ဘူးဒီမှာခွန်ဆိုတစ်ကြိမ်ဖြစ်တယ်ဒီဘေးမှာလည်းကစားခဲ့ဘူးတဲ့တင်းပြီးတော့ဒီကစားကွက်ကိုအောက်မှာနောက်ထပ်အဲ့လိုမျိုးခွန်လို့မရှိတော့ဘူး9 6 36 6 8 4 8ခွန် ်6ခု6ငွေ6နဲ့6 1 5 6 9 2 6 4 4 4 1 1 3ကျွန်တော်ဒီမှာ433 639ခုခွန်လို့ဖြစ်တာဒီ၄ချက်ပဲဖြစ်တာသူတို့ကျဲ့ရဲ့သဘောသဘောပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်ပရမနှစ်ဝယ်အတွင်းမှာခွန်တိစီးနဲ့ဘူဘရိတ်ကျွန်တော်ဖွဲ့ဝင်နေဆိုနိုင်တဲ့လူလိုက်ထူထားဒီလိုစနစ်မျိုးနဲ့ပြောခဲ့တာဒါမျိုးဒီထူသားအကျဲ့ကျဲ့ရဲ့သဘောသဘောဒါမျိုးကြလူတိုင်းစိတ်ဝင်စားတယ်အဲခုနဒီကနန်း၃လုံးဟာမျိုးကြဟင်ကနေဟာကနေကျွန်တော်ရဲ့အဖွဲ့ဝင်လေးကမုံဝင်မရေပြုတ်ပြောနေတာ ဒါကြတော့ထိုးသားစိတ်ဝင်စားတဲ့ကဏ္ဍပေါ့မဟုတ်ဘူးခုကျွန်တော်ရှင်းပြလိုက်တဲ့ဟာမျိုးကထိုးသားစိတ်ဝင်စားတဲ့ကဏ္ဍပေါ့တကွက်ထဲလိုက်ထိုးတာနော်လုံးလုံးမောင်းချင်းခေါင်းလို့ဖြစ်ပြီးနှစ်ပိတ်မှပြိတ်သုံးကောင်ချင်းတဆဲလို့တန်းတယ်သူ့ရဲ့နောက်ထပ်မှာခွန်ထိတ်စီးနဲ့ဘူးပြိတ်ရိုက်တယ်ရိုက်တဲ့ချိန်ဘယ်ချိန်မှရိုက်တယ်လေသုံးလုံးမောင်းချင်းခေါင်းလို့ဖြစ်တဲ့ပြီးမှခွန်ထိတ်နောက်ပိတ်ဒီပုံစံဒီသုံးလုံးမောင်းချင်းကိုးဆိုတဲ့မက်တက်96နှစ်ကိုးခွန်ထိတ်နှစ်ပိတ်ရပြီဘူးပြိတ်ဖြစ်ဖို့ဆိုတစ်တလုံးတက်ပြီးတပေါက်ထဲလိုက်ထိုးနေရတယ်နော် ီမှာလည်းပရိသတ်ကုမောင်ကျောင်း30လို့တန်းပြီနောက်နေ့မှာဒီနေရာမှာသုံးလုံးမောင်ကျောင်း9လို့ဖြစ်ပြီဖြစ်ပြီးတော့ဒီမှာခွန်ထိတ်လို့ရပြီဒီနေရာမှာလည်းသုံးလုံးမောင်ကျောင်း9လို့ပုံစံထက်ပြီးမှတပေါက်ထက်လိုက်ထုံနေတာတတိယကဲပရိသတ်ကုမောင်ကျောင်း30လို့ဖြစ်ပြီခွန်ထိတ်စီးနဲ့ဘူပရိမပြတ်မကွက်ရိုက်ပြီသုံးလုံးမောင်ကျောင်းခွန်ရဲ့ဘေးမှာပဲတုံးကက်လုံးအောင်အဲ့တော့နောက်လုံးမောင်းတော့ဒီနေရာမှာသုံးလုံးမောင်းကြီးကိုလို့ပုံသိထောက်ပြီးမှတကွက်ထက်လိုက်ထွားတာအဲ့လိုစနစ်မျိုးနဲ့၄ချိန်လုံးလုံးကျွန်တော်ကစားခဲ့ပြီ ကျက်တဲ့ပုံစံကွာကျွန်တော်တို့ကန်ပေးမှကြတာအခုဒီမလာသေးဘူးဒီပုံစံတိုင်းလာအောင်မလားမလာဘူးလားကျွန်လည်းမပြောတတ်ဘူးခုနှစ်ကြိမ်အတွင်းမှာကိုယ့်အကူစိတ်ဝင်စားရဆိုရင်လိုက်ထူတာလိုက်ထူတာပေါ့နော်ဥပမာနဲ့ကျွန်တော်ထည့်ပြပေးမယ်ဒီပွဲလိုဟာမျိုးမှာဆိုကွန်တက်စီပုံသေးဒီသုံးလုံးပေါင်းချင်းဒီကိုယ့်လိုဖြစ်ရမှာဆိုတော့6နောက်ပဲခွန်ထိတ်6ပဲလို့ရပြီဘူဘရိတ်ဖြစ်ဖို့ဆိုခွန်ခွန်6ဒီလိုတကွက်ထက်လိုက်ထူနေရတယ်အဲကျဲသဘောသဘောကွာရှေ့မှာဖြစ်ခဲ့ပြီးရအောင်နောက်ကလိုက်ထူနေရတယ် ီလိုပုံစံသို့တော့စိတ်ချခြင်းလေဆိုလို့ရှိရင်သုံးလုံးပေါင်းချင်းခွန်ဒီဘယ်နေရာမှမမရှိတော့ဘူးသူ့ရဲ့လက်ွက်အနေနဲ့လက်ွက်တွေဟိုတည်းကျွန်တော်တို့လိုက်ပြီးစီးမျောအောင်အဲ့ခွန်ထိတ်လို့ပုံဒီမယူတော့ဘဲနဲ့ဒီလိုသုံးလုံးပေါင်းချင်းသုံးလို့ဒီနေရာကိုသုံးထိတ်ဒီသုံးလုံးပေါင်းချင်းဒီကိုယ်လိုပုံဒီဆို6ဘိတ်ဘူပရိဖြစ်ဖို့ဆို1ခါ3 6ဒီစနစ်ကိုကြိုက်ရဆိုဒီ6ကျင်အတွင်းမှာအဲ့လိုပုံစံမျိုးနှစ်ကွက်နှစ်ကွက်လိုက်ထိုးတော့ခွန်တေးစီးပုံစံနဲ့ကြည့်မထိုးနဲ့နှစ်ကွက်လိုက်ထိုး ခေါ်ထိပ်စီးပုံတင်နဲ့ဒီလိုသုံးလုံးပေါင်းချင်းကိုနဲ့တကွက်ဟိုက်သုံးလုံးပေါင်းချင်းဒီထိပ်စီးနဲ့ဒီလိုသုံးလုံးပေါင်းချင်းကိုပုံတင်နဲ့တကွက်နှစ်ကွက်နှစ်ကွက်လိုက်ထူဒါနမူနာကျွန်တော်ထည့်ပြတယ်ဒါမျိုးကြတော့ဒါထိုးစားစိတ်ဝင်စားကြိုက်တယ်ဒါမျိုးကြထိုးစားတွေကြိုက်ပြီစိတ်ဝင်စားတယ်တကယ်တမ်းကဒီ frame ကနေခုကျွန်တော်ပြောခဲ့တဲ့လမ်းကျော်တွေကဒီ frame ကနေလာခဲ့တဲ့လမ်းကျော်ဂါဂါနာနာကျွန်တော်တို့ဒီချက်တွေ့ကမပြောလိုက်လို့ပြီးရဖြစ်နေတယ်ဒါကတစ်ချက်နောက်တစ်ချက် ပရိသင်္ဂဝင်း30လို့ဖြစ်လို့အဲ့30အတန်ကြောင့်သူ့ရဲ့နောက်နေထမှာ30ပါဝါ5ပရိနက်ခတ်ပါဝါထွန်းကနန်း3လုံးနဲ့ရှစ်ရှစ်နက်ခတ်1ရဲ့ပါဝါ6ပရိငါလို့ပုံတိသူပတ်ထွက်တယ်ပရိသင်္ဂဝင်း30လို့ရတယ်သူ့ရဲ့နောက်နေထမှာ9ရဲ့ပါဝါလီ4ရဲ့နက်ခတ်နဲ့ပရိငါနက်ခတ်ပါဝါထိုင်းနဲ့တကွက်ထွက်တယ်ပရိသင်္ဂဝင်း30လို့ဖြစ်တဲ့သူ့ရဲ့နောက်နေထမှာ 6 6တပါဝါတိရှိနက်ခတ်တွင်းနဲ့ပရိငါတကွက်မပြတ်မကွက်လိုက်နဲ့တက်စတုတ်တက်6ကျင်းပဲကျင်းတော့တယ်ပရိသုံးခုပေါင်းရင်10 10ပါဝါပရိငါနက်ခတ်ပါဝါထိုင်နဲ့ပရိငါဖြစ်တဲ့ဒဏ္ဍီနှစ်ကွက်ပဲရှိတယ်ဘလူးစစ်ကွက်ကိုပြန်စစ်ကြည့်နော်နှစ်ကွက်ပဲရှိတယ်ဟောမမွေးကျင်တော့ဒါမျိုးကနန်းတွေကိုတိုက်ဆိုင်တဲ့အခါမျိုးမှာကျအခုဩကစားကျင်ကစားလို့ရတယ်ဆိုမှတ်တာ6 8 6 8အာ9 2 4အာဒါကပုံသေးကနန်း ပုံတွေလိုက်ထွက်တယ်စနစ်ကဲအဲ့လိုမဟုတ်ဘူးဒါကသုံးရနဲ့ပတ်သက်ပြီးပြောလိုက်တာနော်သုံးရပရိတ်ကြောင်းပြောပြီးပြီကျွန်တော်အခုဒီပရိတ်ရနေပဲသုံးရရဲ့ပါဝါ၅ပရိတ်ကြောင်းပြောပြီးအခုမလာရတဲ့သုံးရထိပ်စီအကြောင်းကိုကျွန်တော်ပြောချင်နေတယ်ပရိတ်၃ခုပေါင်းရင်30လို့တန်းမိတာနဲ့သူ့ရဲ့နောက်နေထဲမှာသုံးရထိပ်စီတစ်ချိန်တည်းသုံးရထိပ်စီတစ်ချိန်တည်းသူ့အပေါ်မှာထိပ်စီထိပ်စီနောက်ပိတ်သုံးလုံးပေါင်းရင်30လို့ဖြစ်တဲ့အောက်မှာပုံစံလိုက်ထွက်တဲ့သုံးရထိပ်စီတစ်ချိန် ဘယ်သုံးကဘောင်ကျန်တဆယ်လို့ဖြစ်တဲ့သူ့ရဲ့နောက်နေထဲမှာ300ထိပ်စီတစ်ကြိမ်စီအဲ့ဒီစနေမျိုးနဲ့မပြတ်မကွက်ထွက်တယ်541 541ဒီလိုသုံးလုံးဘောင်ကျန်တဆယ်လို့ဖြစ်တယ်300ထိပ်စီတစ်လုံးပိုင်းစီပုံစီတေချပေါက်လိုက်ထွက်တယ်ဘယ်သုံးကဘောင်ကျန်တဆယ်လို့ဖြစ်ပြီတဆယ်ရဲ့နောက်နေထဲမှာ300ထိပ်စီတစ်ကြိမ်ခွန်65သုံးလုံးဘောင်ကျန်တဆယ်လို့ဖြစ်တဲ့အောက်မှာ300ထိပ်စီတစ်ကြိမ်ပိုင်းလိုက်ကိုထွက်တယ်ဘယ်သုံးကဘောင်ကျန်တဆယ်လို့ဖြစ်ပြီ ဆက်ရှိချင်းပြီးသွားပြီ6ချိန်ပဲကျန်တော့သုံးရထိပ်စီမလာသေးဘူးမလာသေးဘူးစစ်ကြည့်အောင်ခွန်ခွန်သုံးရတစ်ဆယ်လုံးမရှိဘူးခွန်သုံးခွန်တစ်ဆယ်လုံးမရှိဘူး3 4တစ်ဆယ်လုံးမဖြစ်သေးဘူး5 3တစ်ဆယ်လုံးဖြစ်သေးဘူး5 6ခွန်တစ်ဆယ်လုံးဖြစ်သေးဘူး6 9ခွန်တစ်ဆယ်လုံးမဖြစ်သေးဘူး2 3 8တစ်ဆယ်လုံးမဖြစ်သေးဘူး3 3 9တစ်ဆယ်လုံးမဖြစ်သေးဘူး3 3 2တစ်ဆယ်လုံးမဖြစ်သေးဘူး3 3 2တစ်ဆယ်လုံးမဖြစ်ဘူး3 2 6တစ်ဆယ်လုံးမဖြစ်သေးဘူး2 3 4တစ်ဆယ်လုံးမဖြစ်သေးဘူး3 8 2 တဆဲလို့မဖြစ်သေးဘူးရှစ်ရှစ်ငါတဆဲလို့မဖြစ်သေးဘူးရှစ်သုံးခြောက်တဆဲလို့မဖြစ်သေးဘူးသုံးခြောက်ခြောက်တဆဲလို့မဖြစ်သေးဘူးခြောက်ကိုရှစ်တဆဲလို့အခုတည်းကဒီချိန်မှမဖြစ်သေးဘူးဗျအဲ့ဒါတွေကတိုက်ဆိုင်မှုလားစနစ်လားဒါမျိုးစုတို့ကိုစဉ်းစားဒါတွေကတိုက်ဆိုင်မှုလားတိုက်ဆိုင်မှုကအဲ့လောက်ကြီးအကျဉ်းကြီးတော့ဒီတိုက်ဆိုင်တတ်တယ်လားစနစ်လားကိုယ့်ကိုစဉ်းစားကျွန်တော်အဲ့ဒီစနစ်ကိုခြောက်နေတာ အဲ့ဒီပုံစံတိုင်းပဲထိပ်စီးနှလုံးနဲ့နောက်ပိတ်နဲ့ပေါင်းကျင်းရက်လက်30လို့ဖြစ်တဲ့ချိန်မှာ၃ရက်ထိပ်စီးနဲ့ organize ကစားဖို့ကျွန်တော်အများနဲ့ like ချောင်းနေတယ်မသက်ခုတိတစ်ချက်မှဖြစ်မလာဘူးเนาะဒါကြောင့်ပြီးခဲ့တဲ့ပွဲမှာကျွန်တော်ခုတိ၄တုံရမလာရတဲ့ထိပ်စီး၄လုံးလဲကကစားမယ်လို့ဆုံးဖြတ်ပြီးတော့ကျွန်တော်ပြောတဲ့တင်းနဲ့ကုနဲ့မိတ်၄နဲ့၃ရအကျန်၃ရနဲ့ပတ်သက်ပြီးတော့အရင်ကျွန်တော်မပြောဘာကြောင့်လဲဘာကြောင့်လဲအဲ့လိုဖြစ်စီဘူးတစ်ချိန်မှဖြစ်မှထားတယ်၃ရထိပ်စီးတစ်ချိန်စီး အဲ့ဒီဖြစ်စဉ်မျိုးဖြစ်တာ ਨੇ သူများတက်စီဘိုင်း ਨੇ ကစားကိုကစားရမှာအဲ့လိုချိန်မျိုးမှာလဲကစားပေါက်ပါတယ်ကစားပေါက်ပါတယ်နောက်တစ်မျိုးပြောအောင်မယ်အဲ့ဒီသူများတက်စီနဲ့ပတ်သက်ပြီးမှတ်သွားနော်ပေါ်လိုချင်တဲ့လူကမှတ်သွားကြိုက်မှတော့မကြိုက်မှပုံတယ်ကျွန်တော်ဘိုင်းမှာလို့တစ်ချက်မပြောဘူးနော်ပရိတ်၃ခုပေါင်းရင်10လို့ပရိတ်၃ခုပေါင်းရင်10လို့ဖြစ်ပြီးသူရဲ့နောက်နေ့တည်းမှာသူများတက်စီလို့ဝင်လာတဲ့ချိန်ခါမှာတဲ့နောက်ပိတ်ကတက်စီရဲ့နောက်ပိတ်ကလည်းသူများလို့ပုံစံလေးထည့်အောင်မယ်တဲ့ ဖောက်တင်မဲ့ကျန်တော့နော်တကြင်ချင်းလိုက်ထိုးလို့ရတာကိုကမှတ်သွားနောက်ပိတ်ကထိတ်စီရနောက်ပိတ်က73 90လို့ထည့်ပြီးရင်ခါကိုဟိုက်သုံးလုံးမင်းပုံသိနှစ်လို့ထည့်အဲ့ဒါမျိုးတကြင်နဲ့300တိစီကိုအောင်းတယ်တဲ့ပရိသုံးကောင်ကြီးတစ်ဆယ်လို့ထပ်ဖြစ်ပြီးသူ့ရဲ့နောက်နေ့ထက်မှအိုက်စနစ်မျိုးနဲ့ထွက်ထားတဲ့ကဏ္ဍရှိမရှိမိတ်ဆွေတို့သိကြည့်ဒီနေ့မှ300ထိတ်စီဒီသုံးလုံးပေါင်းချင်းတစ်ဆယ်လို့ဖြစ်ပြီးပြီးရင်ဒီသုံးလုံးပေါင်းချင်းပုံသိနှစ်လို့ဖြစ်ပြီးအဲ့လိုမျိုးဖြစ်စင်မျိုးနဲ့တစ်ခွက်ထည့်ပဲလိုက်ထိုးနေရတာ အောင်နေတတိယဒီမှာပရိသတ်ကမှညတဆယ်လို့ဖြစ်ပြီးနောက်နေ့ထက်မှာအဲ့ဒီဖြစ်စဉ်မျိုးနဲ့သုံးရထိပ်စီနောက်ဒီလိုသုံးလုံးမောင်းညတဆယ်လို့ပုံသေးဒီနှလုံးဒီပုံသေးနှစ်နဲ့တကွက်အောင်နေအဲ့တော့ပရိသတ်ကမှညတဆယ်ဆိုပြီးတော့လေးချိန်မြောက်ဖြစ်ပြီးသုံးရထိပ်စီလည်းတစ်ချိန်မှမထွက်သေးဘူးအဲ့ဒါမျိုးစိတ်ဝင်စားဆိုကိုယ့်အကူအဲ့ဒါမျိုးထည့်ပြီးတော့အမြဲတမ်းကစားကွက်အခုထည့်ကစားကြည့်ပေါ့ဗျာနော်ဒါစိတ်ဝင်စားရင်ထည့်ကစားကြည့်ပေါ့ နမူနာအနေနဲ့ကျွန်တော်ဒီဘက်ကိုထက်ပြပေးလိုက်မယ်နော်ဒီမှာ300ထိစီးလို့ပုံစံရိုက်ပါဒီသုံးလုံးပေါင်းချင်းဒီ30လို့ဖြစ်ရမယ်ဆိုတော့9နောက်ပိတ်300ထိ9ပိတ်နော်ဒီသုံးလုံးပေါင်းချင်းဒီ2လို့ပုံစံဖြစ်ရမယ်ဆိုတော့9ခါအဲဒီဘက်လိုဟာမျိုး3999သူဒီပုံစံကျွန်တော်တို့ပြောရမယ်ထွက်လာတဲ့ကဏ္ဍပုံမှာမူတည်ပြီးတော့လိုက်ခဲ့ရတာဖြစ်တဲ့အတွက်စိတ်ဝင်စားရင်အဲ့ဒီစနစ်မျိုးနဲ့300ထိစီးတစ်ချိန်ကိုလိုက်ထုတ်အဲဒါမျိုးကြတော့ဒါထိုးစားစိတ်ဝင်စားတဲ့စနစ်ဟိုထိုးစားစိတ်ဝင်စားတဲ့ကဏ္ဍနေ ခုနကျွန်တော်ပြောတဲ့ငါးသုံးလုံးထုတ်ယူနေလားလို့သူကပြောမှာနော်သို့တော့လာလာခဲ့ရင်ရစီချင်းနဲ့စိတ်နဲ့ပြောလိုက်တာကျွန်တော်ကတကြိမ်ထိတိမိမိအဲ့ငါးသုံးလုံး organize ဖြစ်ကစားအောင်မှာနော်ဒါကျွန်တော်ရိုးရှင်းပြောတာဒီကျန်တဲ့6ကျင်အတွင်းမှာတတိတိတိကျကျကုန်ပထမ3ကပ်စီမှာထွက်ခဲ့တဲ့အတိုင်းပဲထည့်လိုက်တဲ့အချိန်မှာတိတိကျကျကိုလိုက်ဖြစ်တယ်ဒီငါးသုံးလုံးထည့်လို့အဲ့ဒါမျိုးဖြစ်စဉ်ကိုတိတိကျကျပုံစံတူဖြစ်ဖို့ဆိုတာတာမန်တိုက်ဆိုင်မှုနဲ့ဖြစ်မရဘူး အဲ့ဒီတော့၅၃လုံးကိုတစ်ချိန်တိတိမိမိကစားအောင်မယ်ဒါဥပ္ပေတော့နော်အဲ့တော့ဒီ၆ချိန်အတွင်းမှာဒီ၅၃လုံးကိုကစားတဲ့အချိန်မှာလိုချင်တယ်ဆိုဒါမျိုးကြဖိမိအောင်ကျွန်တော်ရဲ့လှုပ်အားကလိုပဲကျွန်တော်သုံးတာနော်ကျွန်တော်ဒါဒီအတွက်ဒီလိုခင်ဗျားတို့ပြန်ပြောနိုင်မှုကျွန်တော်ကြည့်ရတဲ့လေ့လာတဲ့အချိန်တွေပြပြီးအလုပ်လုပ်ရတယ်တကယ်တမ်းတော့ကျွန်တော်အလုပ်လုပ်ရတာအဲ့ဒီအတွက်လှုပ်အားကထက်ထက်တန်တန်ရမှသူကလည်းပြန်ပြေးမှာလိုချင်တယ်ဆိုရင်ကျွန်တော်ညွှန်ပြထားတယ်